thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်လီတန်းနဲ့တတအုပ်လီတန်းမှာတိုင်လီရင်နဲ့စစ်လီရင်များကိုကိုရောင်ပြင်ကိုအစုံလိုက်ပြုံလိုက်ထုတ်ထားပြီးနေပြည်တော်လီကျောင်းထိန်သိမ်းရေးတာဝါမျှော်စင်ပြုကြနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့နေပြည်တော်ရှိအေလာလီတန်းမှာစစ်လီရင်တွေကိုလီရင်ကိုရောင်များတွင်မထားတော့ဘဲအပြင်ကိုထုတ်ထားကြောင်းတိုင်းလီတက်ကအကူအညီသွားဖို့စဉ်လီရင်ပေါ်မှရှိုက်ကူးထားတဲ့တပ်ပုံတွေမှမြင်တွေ့ရပါတယ်။ ထိုင်းတော်ဝင်လက်တက်ကဒီကနေ့နေပြည်တော်လင်းစဲကိုအကူအညီများတွားရောက်ပို့ဆောင်စဉ်လေရင်ပေါ်မှာရှိုက်ကူထားတဲ့တပ်ပုံတွေမှာလေရင်ကိုရောင်ပြင်ပတ်မှာတိုင်လေရင်နဲ့ဆင်လေရင်များထုတ်ထားတာကိုမြင်တွေ့ရခြင်းဖြစ်ပါတယ်။ဒါအပြင်ဂျိုရူးတပ်ပုံတွေကနေပြည်တော်ရှိလေချောင်းထိန်သိမ်းတာဝါတိုင်းပြိုကျနေပြီးတာဝါတိုင်းပြိုကျမှုသတင်းကိုသတင်းဌာနကနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကိုကိုးကားပြီးသတင်းဥဖြင့်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အလာဒူတတန်းဦးလီတက်မှာဆင်လေရင်နဲ့စစ်တပ်ရဲ့ထောက်ပို့လေရင်ကိုကိုရောင်တွင်မထားပဲပြင်ပကိုထုတ်ထားတာကိုဂျိုရူးတပ်ပုံတွေမှာမြင်တွေ့ရ ပါတယ်။အကြံဖတ်စကောင်စင်ကနေပြီးတော့လေးစိတ်နဲ့တတုံးလေးစိတ်ကိုမလ28ရက်ကစတင်ပြီးရာကန်တမ်းမရှိပြင်ပင်ထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကျောက်ဆယ် Bright Kid School ပြိုကျမှုတင်ဆောင်သူ90ကျော်ရှိလာပြီးကေစိန်ကြီးများဆက်လက်လှုပ်ဆောင်နေပြီးမန္တလေးအမြောက်တန်းပလီပြိုကျမှုရှုပ်အလောင်120ကျော်တွေ့ရှိထားတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကျောက်ဆယ်မြို့ Bright Kid School ပြိုကျမှုတင်ဆောင်သူ40ကျော်တိရှိလာပြီးကေစိန်ကြီးများဆက်လက်လှုပ်ဆောင်နေကြောင်းထေသခံပြည်သူတွေကပြောပါရယ်။မလ 2028ရဲ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးကြောင့်ကျောက်ဆယ်ရှိ Bright Kids School ပြိုကျခဲ့ပြီးလက်ရှိအချိန်ထိရှာဖွေကိစ္စများလှုပ်ဆောင်နေကြောင်းသိရပါတယ်။အဆိုပါအကြောင်းပြိုကျမှုကြောင့်ဆီယမကုန်းနဲ့ကလင်းငင်၄၀ကျော်တည်ဆုံးခဲ့ပြီးရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်နေကတည်ဆုံးမှုအရေးအတွက်ကိုဆက်လက်မြင့်တက်နိုင်ကြောင်းသိရပါတယ်။ Bright Kids School ကဆီယမကုန်းနဲ့ကလေး၄၀ကျော်တည်ဆုံးပါတယ်။အတီးကြတော့အခုထိမတည်ရသေးပါဘူး။ကိစ္စတွေလိုအပ်ပါတယ်အခုထိတော့ကိစ္စနေတော့မယ်လို့ပြောပါတယ်။ဒါအပြင်မန္တလေးမြို့ရှိအမြောက်တန်းပလီပြိုကျမှုမှာလည်း ရုံလောင်း120ကျော်တွေ့ရှိထားကြောင်းကေဆေးလုပ်ငန်းများလည်းဆက်လက်လှုပ်ဆောင်နေစဉ်ဖြစ်ကြောင်းသိရပါတယ်။မန္တလေးအမြောက်တန်ပလီပြောကြတာက dead body 120ကျော်တွေ့ထားပြီးဒဏ်ရာရသူအရန်များပြားပါရယ်ကယ်ဆယ်ရေးတွေကုတီဆက်လက်လှုပ်ဆောင်နေတော့မှလို့ဒီသခင်ပြည်သူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ကြောက်တကားမျိုးအနည်းရှိစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားဆန္ဒဦးတည်ဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိနေကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းကြောက်တကားမျိုးအနည်းရှိ အကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာ စစ်သားဆန္ဒဦးတည်ဆုံးပြီးလက်နက်ငယ်တလက်နဲ့အကြီးစက်များသိမ်းဆည်းရရှိခဲ့ကြောင်းအထူးကွန်မန်ဒိုတပ်ရင်း P2914 မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ တယ်။မလ25ရက်နေ့မနက်အစောပိုင်း2:23မိနစ်ခန့်မှာကြောက်တကားမြို့အနီးရှိစင်အိုလဟာကြီးရွာမှာအင်အား90ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၄နာရီကျော်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်သား12ဦးသေဆုံးပြီး15ဦးကထိခိုက်ဒဏ်ရာရရှိပြီး G3 အမျိုးအစားတနက်တလက်လက်နက်ငယ်ကြီးများနဲ့စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိကြောင်းအကြမ်းဖက်စစ်တပ်ကလည်းလင်းရင်ပစ်ကူများလက်နက်ကြီးများနဲ့အပြင်အထက်ခုခံတိုက်ခိုက် ုင်ခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။အလုံးစုံတင်နိုင်ခြင်းတော့မရှိပါဘူး။၃ပုံ၂ပုံလောက်ထိတင်နိုင်တယ်။မိုးလင်းသွားတော့လင်းရလာပြီးတော့ပြစ်ကူပေးတာကိုလည်းခံလိုက်ရတော့ကျွန်တော်တို့စုံလိုက်ရတာဒီညနေအင်းအားတွေထပ်ဖြည့်ထားတာရှိပါတယ်ဒီစကံကကြောက်တကားမျိုးနဲ့အနီးဆုံးစကံလို့ပြောလို့ရတာပေါ့မျိုးနဲ့နီးတဲ့စကံဖြစ်တဲ့အတွက်တို့တော်တော်ရှုံးကန်တဲ့သဘောတွေ့ရတယ် လက်နက်ကြီးလင်းရင်မြေပြင်အင်အားစစ်ကူပေါ့အဲ့ဒီလိုမျိုးတွေနဲ့ပြန်တုံ့ပြန်တာမျိုးရှိရလို့အထူးကွန်မန်ဒိုတပ်ရင် P2991 ဖို့မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗျူဟာ25တိုင်းစစ်ဌာနဘက်ကိုစစ်စင်ရေးနေမြေနဲ့အမှတ်3900နဲ့တပ်ရင် Spring Warrior Column အထူးကွန်မန်ဒိုတပ်ရင်နဲ့ KNL တပ်ရင်ကိုရောပူပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်မှရှဲဘော်တအုပ်မြင့်မြတ်စွာကြားဆောင်ခဲ့ကတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဖြူသူကိုတိုက်တွန်းချင်တာကတော့ တိုက်ပွဲကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့အနီးအနားကကျင်းရွာတွေအိမ်တွေကိုစစ်တပ်ကဖျက်ဆီးလီရင်လက်နက်ကြီးတွေနဲ့ပြစ်ချင်တာဖြစ်တဲ့အတွက်လုံခြုံတဲ့ဘုံခုခြင်းတွေတည်တည်ချာချာလေးတူးကြဖို့တော့ကျွန်တော်တို့ဘက်ကတော့ဖြစ်စီချင်တာပေါ့တချို့ပြည်သူတွေလည်းလိုက်ပါမှုကောင်းပါတယ်ဒါပေမဲ့တချို့ပြည်သူတွေလည်းဂယုမဆိုင်တာမျိုးတွေ့ရတယ်ဒါကြောင့်မလို့ကွန်မီတာစုလုံခြုံမှုအတွက်တော့ဘုံခုခြင်းတွေတူးထားပေးကြဖို့ပြောချင်ပါတယ်လို့အထူးကွန်မန်ဒိုတရင် P2914 မှာတာဝန်ရှိသူတောင်းကပြောပါတယ်ဆက်လက်ပြီးစကောင်းဆောင်မင်းအောင်လိုင်းကိုဝေဖန်တယောမှုနဲ့ငါးမင်းဆွေ1300 းနစ်ကြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ကိုထောက်ခံတဲ့အမျိုးသားရေးလှုပ်ရှားသူဦးမင်းစွေကငါးမင်းစွေကိုလှိုင်းတရားရုံးကဒီကနေ့မလ25ရက်နေ့မှာပုံမှန်905ကကြီးနဲ့ထောင်ဒဏ်3နှစ်ချမှတ်လိုက်ပါတယ်။ငါးမင်းစွေကိုလှိုင်းတရားရုံးကထောင်3နှစ်ချလိုက်တဲ့အကြောင်းသူ့ရဲ့ရှိနေကလည်းအတည်ပြုထားပါတယ်။ အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုသူရဲ့ Facebook စာမျက်နှာကနေတင်ယောစာရေးခဲ့တဲ့အတွက်စစ်ကောင်စီကငါးမင်းဆွေကိုဖမ်းဆီးထောင်ချခဲ့တာပါ။2024ခုနှစ်နိုဝင်ဘာလကလေးကငါးမင်းဆွေအင်းစိန်ထောင်နေရောက်နေတယ်လို့သူရဲ့ရှင်နီကပြောပါရယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းကိုတင်ယောစာရေးခဲ့တဲ့ငါးမင်းဆွေကိုနိုင်ငံတော်တည်ငြိမ်အေဂျင်စီပြပြစေမှုနဲ့ဖမ်းဆီးမှုဖွင့်ခဲ့တယ်လို့စစ်ကောင်စီက2024ခုနှစ်နိုဝင်ဘာလဆိုင်ရနေ့ကသတင်းထုတ်ပြန်ခဲ့တာပါ။စစ်တပ်ထောက်ခံသူလို့နာမည်ကြီးနေတဲ့ငါးမင်းဆွေက NLD အစိုးရလက်ထက်ကဒေါအောင်ဆန်းစုကြည်ကို Facebook Facebook လူမှုကွန်ရက်ကနေရေးသားပုတ်ခတ်ခဲ့တာကြောင့်2018ခုနှစ်ကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖမ်းဆီးခံခဲ့ရတယ်လို့လက်ရှိမှာလည်းစစ်ကောင်စားပူဇော်မှုကြီးမရောက်နိုင်လူမှုကွန်ရက်ပေါ်မှာဝေဖန်တယောခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်ဆလဘီပခုတ်ကူမှာပခန်းကိုစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတကြက်ကြီးတွေအပါဆလီဦးထမင်းတေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းရှိစကြုံမျိုးနဲ့ပခုတ်ကူမျိုးကနေပခန်းမျိုးကိုစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေချဖြတ်တိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ်သ အနည်းဆုံး14ရောက်တိဆုံသွားတယ်လို့ Southern Wire ဆို PDF တာဝန်ခံကပြောပါရယ်ပြီးခဲ့တဲ့မတ်လ18ရက်နေ့ညနေ3နာရီဝန်းကျင်အချိန်မှာဂျမ်းမာတက်ဆင်ထားတဲ့ជីကာကားနဲ့စစ်ကူသွားတဲ့အင်အား20ဝန်းကျင်ရှိစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်တိုက်ခိုက်စဉ်မှာတော်လိုင်းရဲဘော်တွေဘက်ကပြစ်လွတ်လိုက်တဲ့ RPG ကအဆိုပါကားတစ်ထည့်ကိုထိမှန်သွားပြီးပြင်းထန်စွာပောက်ကွဲခဲ့တယ်လို့သိရပါရယ်ဒါအပြင်နောက်ထပ်40မမပုံသီး3လုံးကိုလည်းကားနောက်ဖင်အတွင်ဝင်ရောက်ပြစ်ခတ်နိုင်ခဲ့ပြီးတပြိုင်နက်လက်နက်ငယ်ရင်းနဲ့ပါជីကာကားရဲ့ရှေ့နောက်ခေါင်းဖ ွင့်ကိုအပြန်ပြစ်ခဲ့တာလို့သိရပါတယ်။တိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က101တပ်ကတကြက်ကြီးနိုင်လေး 35တက်ကတကြက်ကြီးနေဝင်အပါဝင်အနည်းဆုံး14ယောက်တိဆုံးခဲ့တယ်လို့သိရပါတယ်။တကယ်ဆိုမျက်မြင်ကတိထပ်ပုံများပါတယ်။ဖျေးတီတဲ့ရင်နေရချင်းရေးသားတာပါလို့ရဲဘော်အောင်မောင်ကဆိုပါတယ်။အဲ့ဒီနောက်ကြီကာကားကိုစီးနိုင်လူနိုင်ချိန်မှာစောက်တန်းဝိုင်ရဆိုရင်စစ်ကြောမှုဖြစ်သူကလက်နက်အရာကြောင့်ပြင်းထန်ဒဏ်ရာရပြီးအသက်အန္တရာယ်ဆိုရင်ရတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲနီးမှာ GDC နဲ့ပန်းတိုင်းခြုံခွေးခိတ်ရှိတယ်။အဲ့ဒီနှစ်ခုကမီတာ1000မဲဝေးတယ်။ရဲဘော်အချင်းကြီးကတိနိုင် င်နာမှုနောက်ဆုတ်ခဲ့ရတယ်။စာခါတွေကတော့နောက်တနင်္ဂနွေလောက်မှစစ်ကူရောက်လာတဲ့ရဲဘော်ကတော့တက်တာလာပါပြီလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစောက်တန်းလူကဲတပ်ပေါင်းစုဖြစ်တဲ့စောက်တန်း WYSO PDF ၊ပြည်သူ့အာမန် PDF ၊ရှေးစကြော Revolution Group YRG ၊ဒေါင်းညီနောင်ဒေါင်းစစ်တီ King Cobra နဲ့ရှေးစကြော်မျိုးနဲ့ပါလာဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ရန်ကုန်တိုင်းမှာတရက်ကွက်လင်းလူငယ်သုံးဦးနဲ့မြို့နယ်တစ်ခုလင်းတလားအနည်းဆုံးစစ်မှုတန်းတက်သား80စုဆောင်ထားဖို့ညွှန်ကြားပြီးတကုံမြို့တင်အရှိပိုင်း52ရက်ကွက်မှာလူငယ်30ကျော်စစ်မှုတန်းဖြင့်ဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမှာတရက်ကွက်လင်းလူငယ်သုံးဦးနဲ့ မြို့နယ်တခုနဲ့တလားအနည်းဆုံးစစ်မှုရန်တပ်သား80စုဆောင်ထားပေါ်တပ်ဆိုင်ရာစစ်မှုရန်စင်ခေါ်ရေးဖွဲ့အစဉ်စင်ကညွှန်ကြားလာကြောင်းကမာယုံမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့တိုင်းရိုက်ပတ်သက်နေတဲ့တရင်အရင်မြို့တွေကပြောပါရယ်အခုလတွင်ဖွင့်လင်းမဲ့စစ်မှုရန်ပတ်စဉ်တစ်စိမ်မှစတင်ပြီးမြို့နယ်တခုနဲ့အနည်းဆုံးစစ်မှုတမ်းမဲ့တပ်သားတဲ့လူငယ်9ဦးစုဆောင်ထားပေါ်နဲ့တရက်ကွက်လင်းလူငယ်3ဦးလုံးနဲ့လာစဉ်အလယ်ပုံမှန်စစ်မှုတမ်းခေါ်ယူပို့ညွှန်ကြားလာကြောင်းသိရပါရယ်တရက်ကွက်ကိုလူဦးရေ3ဦးလုံးနဲ့မြို့နယ်တခုကိုလူဦးရေ90ဦးလုံးစုဆောင်ထားပေါ်အနီးက မှာစုဆောင်းတာမျိုးမလုပ်ဘဲကြိုတင်ပြင်ဆင်ပြီးရှေ့လာမယ့်စစ်မှုရန်ပတ်စံတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ငွေကြေးတောင်းယူတာအနေနဲ့ငွေညစ်တာတွေကိုမလုပ်ဖို့အဲ့ဒါတွေကိုထိထိရောက်ရောက်အေးအေးယူမယ်ဆိုတာမျိုးညွှန်ကြားလာပါတယ်လို့ကမာယွမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ လက်တလောရန်ကုန်တိုင်းတကုံမြို့တင်အရှိပိုင်းမြို့နယ်52ရပ်ကွက်မှာညစဉ်ညတိုင်းအုပ်ချုပ်ရေးမှုခင်ဆောင်ဝင် PPP ပါတီမှအမတ်လောင်းပြုံညီညီဦးရှာအိမ်မှုမှဝင်စည်ရီးမှမိထထတို့ကလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အေဇင်စတဲ့လူဆိုကဝင်ရောက်ဖမ်းဆီးလျက်ရှိတာဒီကနေ့အထိလူငယ်30ကျော်ဖမ်းဆီးခံထားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ညတိုင်းညတိုင်းစစ်တပ်ရဲတွေခေါ်ပြီးအေဇင်စာဆက်ပါတယ် ဧည့်စင်းစင်ရင်နဲ့လူငယ်တွေနဲ့အရွယ်ရောက်ပြီးသားတွေကိုတခါနဲ့ဖမ်းပြီးစစ်တပ်လက်ထက်အတာအခုလူငယ်30ကျော်ပြီးညတိုင်းဧည့်စင်းစစ်ပြီးလူငယ်တွေကိုဖမ်းနေတာမိဘတွေကတော့ညတိုင်းငိုနေရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။ရှမ်းကုန်တိုင်းကစစ်မှုရန်တပ်သားတင်များကိုလိုအပ်တဲ့အရေးအတွက်ထမ်းများစွာစုဆောင်းနိုင်တဲ့နေရာဖြစ်ပြီးစစ်မှုရန်တပ်သားတင်များရရှိဖို့အဓိကရှာဖွေနိုင်တဲ့နေရာလည်းဖြစ်ကြောင်းဒါကြောင့်စစ်တပ်ကရှမ်းကုန်မြို့မှာစစ်မှုရန်တပ်သားတင်များကြိုတင်စုဆောင်းထားဖို့ညွှန်ကြားချက်တွေထွက်ရှိလာခြင်းဖြစ်ကြောင်းကမာယုံမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့တိုင်းရိုက်ပတ်သက် က်နေတဲ့သတင်းအရင်းမြစ်တွေကတုံ့သက်ပြောဆိုပါတယ် နောက်ထပ်တပုတ်အနည်းနဲ့လူငယ်တွေကိုမှတ်ပုံတင်စစ်ဆေးတဲ့ဂိတ်ကဖမ်းခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒေသတွင်ကလူငယ်တွေကို၆မြို့နဲ့ဂွေးကျုံနဲ့ကြောက်ပေါင်းကြမှာရှိတဲ့မှတ်ပုံတင်စစ်ဆေးတဲ့ဂိတ်တွေကဖမ်းခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ကြောင်းဒေသခံတွေကပြောပါရယ်။၆မြို့နဲ့ဂွေးကျုံနဲ့ကြောက်ပေါင်းကြကရှီနံပိုင်လိုက်မှာကြောက်ပေါင်းကရဲနဲ့စစ်သားတွေကစောင့်နေတာဖြစ်ပြီးအရင်ကတော့မှတ်ပုံတင်မဲ့စစ်သားဖြစ်ပြီးအခုတော့ယောက်ျားလေးမိန်းကလေးအကုန်ဆွဲမယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေရလို့ဆိုပါရယ်။အဲ့ဒီလူငယ်တွေကိုဖမ်းခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်နေတာက ကြောင့်ဒေသခံတွေသွာလာဖို့ခက်ခဲနေရလို့သိရပါတယ်ရန်ကုန်ကလည်းပေါ်တာတအားဆွဲနေတော့မိမိမိုးရဲ့မြေကိုပြန်လာရင်အဲ့ဒီဂိတ်ကိုကြောက်နေကြတယ်။ကြီးရွာနေပြည်သူတွေကလည်းကြောက်ပြောင်စေးကသွားကြတာရှိရင်အခုလိုတရင်ကြတော့မသွားရဘူးဖြစ်နေရလို့ဒေသခံမျိုးသားတအုပ်ကပြောပါရယ်။နိုင်ငံအနှံ့ကတော်လိုင်းအင်အားစုတွေကြောင့်နေစဉ်နဲ့များဆစ်ရှုံနေတဲ့အာဏာသိမ်းစစ်တပ်ကရုံရော့လာတဲ့စစ်သားအင်အားဖြည့်တင်ဖို့အတွက်အချိန်နေရာမရွေးပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲနေရပြီလို့နေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။